မင်္ဂလာပါ။ Audio One Zone နိုင်မှာ ကြိုဆိုပါတယ်။ယခုခါမှာတော့မြင်းကလင်းသတင်းများစင်တာ Facebook Page ကနေတင်ဆက်ထားတဲ့2025ခုနှစ်လေးလပိုင်း14ရက်နေ့မှာလှုပ်ခဲ့တဲ့ငလင်းများအကြောင်းကိုတင်ဆက်ပေးမယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။2025ခုနှစ်လေးလပိုင်း14ရက်နေ့နနက်2:32မိနစ်အချိန်တောင်တွင်းကြီးဆက်သွားနေမြေရောအနက်၄မိုင်ခန့်မှာ ကနေကျု4.7အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်။ဆက်လက်ပြီးတော့2025ခုနှစ်လေးလပိုင်း14ရက်နေ့အနက်7:24မိနစ်အချိန်ပဲခူးတိုင်းဒေသကြီးတထွေကုန်းမြေအောင်နဲ့6မိုင်မှာပကနေကျု4.2အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်။ဆက်လက်ပြီးပြည်ပပြင်အပြင်ငလျင်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နယူးဇီလန်မှာအပြီလ13ရက်နေ့ ဒေတာဆန်တော့ချိန်ည10နာရီချိန်မှာတောင်ပစိဖိတ်သမုဒ္ဒရာဘလက်တီပင်လယ်အော်ဘဟုပြုတ်ပြီးတော့မဂနေကျုစစ်ပန်းဖိုက်အစင်းရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့2025ခုနှစ်လေလပိုင်း14ရက်နေ့နနက်7နာရီ6မိနစ်ချိန်ကလေးမြို့မြောက်ဖက်ရာဇကြိုတမန်အနီးမြေအောက်နှက်64မိုင်မှာမဂနေကျုဖောက်ပိုင်ဝမ်းအစင်းရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားပါတယ်။ ဆက်လက်ပြီး2025ခုနှစ်လေးလပိုင်း14ရက်နေ့မှာမန္တလေးမြို့မှာအရှိတ်ဘက်ပိုင်းပြင်းဦးလွင်မြို့အနောက်တောင်ဘက်စကောမိုင်ခန့်ကွာ အနီးစကန်အနောက်တောင်ဘက် ရှစ်မိုင်ခန့်ကွာကရတနာဘုံဤပညာတက္ကသိုလ်ဤစွန့်ကန်အရှိတ်မြောက်ဖက်တောင်တန်းဒေသအောက်နဲ့6မိုင်ကျော်မှမကနေကျု3.2အဆင့်မြင်းကလေးငယ်ထပ်မံလှုပ်ရှားခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးယနေ့ညမြန်မာစံတော်ချိန်6:50မိနစ်ချိန် နေပြီးတော့အရှိတ်တောင်ဘက်ပိုင်း24မိုင်၊ရေနီတောင်ဘက်၄မိုင်၊ရေတာချေမြောက်ဘက်16မိုင်ခန့်ကွာမြို့လာနီမြေအောက်နဲ့6မိုင်ခန့်မှာမဂနီကျူ3.1အဆင့်မြေငင်ငယ်ထပ်မံလှုပ်ခတ်သွားကြောင်း သိရပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းငလျင်ဘေးနဲ့တကွဘေးပေါင်းရန်ပေါင်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေကြောင်းဆုမွန်ကောင်းပို့သပါရစေ။